မင်္ဂလာပါရှင်ခစ်သစ်ຫນွေမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမဆုံးအကြမ်းဖက်မှုပိုကျူးလွန်လာနိုင်လို့စစ်ကောင်စီလေးချောင်းရန်တတိထားဖို့ထိခိုက်ဆုံးရှုံးရသူတွေဝိုင်းကူဖို့တန်းပြေကောင်စီတိုက်တွန်းတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် အာနာသိန်းစစ်ကောင်စီကကျန်းဖက်မှုတွေပုံမှုပြင်းထန်စွာပြုလုပ်လာနိုင်တာကြောင့်ပြည်သူတွေအနေနဲ့လေးချောင်းရံတရီပြို့ဖို့တန်အန်ပြည်ကောင်စီ TNC ကနှုတ်ဆော်တိုက်တွန်းချက်ထုတ်ပြန်လိုက်ပါတယ်။တန်အန်တမရော PSNLF TNL နဲ့တန်နိုင်ငံရေးပါတီတန်အရက်ဘက်အဖွဲ့တွေပါဝင်စုဖွဲ့ထားတဲ့ TNC ကအောက်တိုဘာ14ရက်မှာနှုတ်ဆော်တိုက်တွန်းချက်တရက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီတပ်ဟာလူမှုကိုအဓိကပြစ်မှတ်ထားကဘုံကျဲတိုက်ခိုက်မှုနဲ့အကြမ်းဖက်ကျူးလွန်နေမှုများပုံမှုပြင်းထန်လာနိုင် ုင်တဲ့အခြေအနေတွေတွေ့မြင်နေရတယ်လို့ဖော်ပြပါရယ်ဒါကြောင့်လူမှုအနေနဲ့လေကြောင်းအန္တရာယ်ကိုရှောင်ရှားသွားလာကြဖို့နဲ့ဘေးကင်းလုံခြုံတဲ့နေရာတွေစီကိုတတိဝရိယနဲ့အထူးသတိပြုနေထိုင်စေလိုကြောင်းနှိုးဆော်ထားတယ်လို့နိုင်ငံရေးနဲ့စီးရေးအခြေအနေအခက်အခဲတွေကြောင်းထိခိုက်ဆုံးရှုံးမှုတွေနဲ့နာမှုတွေခံစားနေရတဲ့လူမှုကိုပြည်တွင်းပြည်ပအဖွဲ့အစည်းဖြစ်စေတဦးချင်းဖြစ်စေလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့တိုက်တွန်းထားတာပါ။ စစ်ကောင်စီဟာတနိုင်ငံလုံးမှာအများပြည်သူနေထိုင်ရာနေရာတွေကိုရည်ရွယ်ချက်ရှိရှိလေကြောင်းပုံကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တာဆက်မပြတ်ကျူးလွန်နေရာစက်တင်ဘာလကနေအောက်တိုဘာဒုတိယပတ်တွင်ကြောင်မဲတီဘော်နတ်မတူမူကုတ်မူမေမိုင်းငော့မိုင်းလုံးနမ်ဆန်မန်တုံမြို့နယ်ပြည်သူလူထုနေထိုင်ရာနေရာတွေကိုလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့လို့ကလေးငယ်တွေအပါအဝင်ပြည်သူတွေတေဆုံးထိခိုက်ခဲ့ရပြီးနေအိမ်စာတင်ကြောင်းနဲ့ဘာသာရေးအဆောက်အအုံတွေထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်းအသိပေးပြီးဆစ်ရှောင်း င်ပြည်သူတွေလည်းအခက်အခဲများစွာကြုံတွေ့နေရတယ်လို့ TNC ကထုတ်ပြန်ပါတယ်။ TNL ရဲ့ထုတ်ပြန်ချက်တွေအရစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အော်တိုဘာလဝက်အတွင်းတအန်းဒေတာရှိပြည်သူ30ခန်းအသက်သေဆုံးခဲ့ရတယ်လို့30ကျော်ဒဏ်ရာရရှိထားကြောင်းသိရှိရပါတယ်။ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကြောင်းကတော့ မုံရမျိုးစွတောင်းပြေဖင်ရပွဲစတိတ်ရှိုးမှပွဲကြည့်ပြန်လာတော့လူငယ်30ကျော်ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရမျိုးပေါ်တွင်ကန္နာလန်းပေါ်ရှိစွတောင်းပြေဖင်ရပွဲတွင်ရှိုးပွဲကြည့်ပြီးပြန်လာတဲ့လူငယ်30ကျော်ကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းမုံရ Road Information MRI မှတာဝန်ရှိသူတို့ကပြောဆိုပါရတယ်။ အော်တိုဘာလ23ရက်နေ့တွင်မုံရွာမြို့ပေါ်ကန္နာလမ်းပေါ်ရှိစူတောင်းပြည့်ဖင်အပွဲတွင်ရှုပ်ဝဲကြည့်ပြီးပြန်လာတဲ့လူငယ်30ကျော်ကိုအင်းစည်းကား၅စီးဖြင့်ကျန်းဖက်စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါသည်။ထိုကျန်းဖက်စစ်ကောင်စီတပ်သားများပေါ်တာဆွဲဖမ်းဆီးခံရသူများမှာမုံရွာမြို့ပေါ်မှာနေထိုင်ရရှိသောလူငယ်များဖြစ်ပြီးအသက်အရွယ်20အရွယ်ကနေအသက်30အရွယ်ရှိသောလူငယ်များဖြစ်ကြောင်းသိရပါသည်။ စစ်သားတွေမနေ့ညကကန်နာလန်းမှာလူငယ်ခန့်မှန်းခြေ30ကျော်လောက်ရှိမဲ့ပတ်သွားတယ်လို့ကြားတယ်။ဖမ်းသွားတဲ့လူငယ်တွေကအသက်အရွယ်တွေကခန့်မှန်းခြေ20အရွယ်ကနေ30အရွယ်ထိဖြစ်ဖို့များတဲ့အမျိုးသားအမျိုးသမီးတွေလားဆိုတာမသိရသေးဘူး။လူငယ်တွေကတော့မြို့ထဲမှာလူငယ်တွေပဲဖြစ်မဲ့ မျိုးရဲပိုင်းကလူငယ်တွေပဲဖြစ်မယ်လက်ရှိမှာစစ်သားတွေကလူငယ်တွေကိုဘယ်မှာဖမ်းဆီးထားလဲဆိုတာမသိရသေးဘူးဟု MI မှတာဝန်ရှိသူကပြောဆိုပါရယ်ပုံမှန်အားဖြင့်မုံရမျိုးပေါ်မှာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုများတောက်လျှောက်ဆိုသလိုလှုပ်ဆောင်လျက်ရှိပြီးအထူးသဖြင့်မျိုးဝင်ထွက်ကိများမှာဖမ်းဆီးခြင်းညပိုင်းရက်ွက်များမှာအေးစင်းအချောင်းပြဝင်ရောက်ဖမ်းဆီးခြင်းနေ့ချိန်မျိုးတွင်အင်စည်းကားများဖြင့်လှည့်လည်ပေါ်တာဆွဲဖမ်းဆီးခြင်းများလှုပ်ဆောင်လျက်ရှိကြောင်းသိရပါရယ် မြို့ဝင်ထွားမှာပုံမှန်သူတို့စစ်ပြီးဖမ်းနေတာညပိုင်းအေဇင်းစစ်မဲဆိုပြီးဖမ်းတာလည်းရှိတယ်နေကင်းချိန်အေဇင်းကားတွေနဲ့လှည့်လည်ဖမ်းတာလည်းရှိတယ်အဖမ်းများဆုံးကလောက်ကုန်ပိုင်းနဲ့လောက်အစပိုင်းတွေအများဆုံးဖမ်းနေဟုမုံရမြို့မှနိုင်ငံရေးတက်ကြွလှုံ့ရှားသူတို့ကရှင်းပြပါရယ်မုံရတမျိုးနယ်လုံးအနေနဲ့တလလည်းရင်အနည်းဆုံးလူငယ်900နီးပါးစစ်မှုထမ်းဖြစ်ဖမ်းဆီးခံရပြီးလူငယ်များကိုဖမ်းဆီးငွေညှဉ်းမှုများလည်းဇက်တိုက်ဖြစ်ပွားလျက်ရှိကြောင်းမုံရမြို့ကမ်းများထံမှစုံစမ်းသိရှိရပါရယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့မလေးရှားနိုင်ငံသားဝင်ကြီးပြက်ပြက်တတ်တာပြောပြီးဆိုတဲ့သတင်းဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ လေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟာဆန်သည်၎င်း၏အော်တိုဘာ9ရက်ခီးစဉ်နှင့်ပတ်သက်ပြီးအာဆီယံဥက္ကဋ္ဌဖြင့်၎င်း၏သဘောထားကိုသတင်းတောင်များကိုထုတ်ဖော်ပြောဆိုလာခဲ့ပါသည်ထို့သို့ပြောဆိုရာတွင်ယုံကြည်လောက်သောမြန်မာရွေးကောက်ပွဲဖြစ်ဖို့အနည်းဆုံးပြည့်မီရမည်စံနှုန်းများကိုသတ်မှတ်လာခဲ့ပါသည်၎င်းကလွတ်လပ်ပြီးတရားမျှတရမည်ထင်သာမြင်သာရှိပြီးယုံကြည်ရလောက်သည့်အနေထားရှိရမည်နိုင်ငံ၏ပါတီအလုံးသက်ဆိုင်သူများအလုံးပါဝင်ပြီးနိုင်ငံတော်ဝန်လုံးမှကျင်းပသွားနိုင်ရမည်ဟု၍ ြောဆိုခဲ့ပါရီအဖွဲ့ဝင်မြည်တီနိုင်ငံကများထိုကိစ္စကိုတတိတခြားဆုံးဖြတ်၍မရဟုဟဆန်ကအလေးနက်ထုတ်ဖော်ပြောဆိုသွားခဲ့ပါရီအာလုံဝိုင်ဝန်ဆုံးဖြတ်နိုင်ရင်မင်းအောင်လှိုင်တောင်းဆိုမှုကိုအာဆီယံအစည်းအဝေးတွင်တင်ပြသွားမည်ဟုဆိုပါရီလက်ရှိအနေအထားတွင်အာလုံကအလွန်ကျွံစိုးရိမ်မှုများရှိနေ၍အာဆီယံမှလိလာသူများစိတ်လွတ်မြေ့အရေးသဘောတူဘဲမရှိဟုမျှော်လင့်ရကြောင်းလည်းသတင်းတောက်များကိုပြောဆိုသွားခဲ့ပါရီ ထို့သို့တောင်မန်ခီးစဉ်တစ်ခုသည်အေးစစ်စစ်ပြီးသွားရမည်ဖြစ်တော်လဲတန်တမန်ထုံတန်းကိုဖောက်ပြက်ကမပြောသင့်သည်များကိုပြောဆိုခဲ့ခြင်းကြောင့်ဟိုးလေးတကြောကြောဖြစ်သွားခဲ့ရပါသည်ဆေးဥစုမှဟဆိုင်ခီးစဉ်ကိုခူရုံးလောက်ကမလေးရှားမှလေးလာသူများဆင်လို့မည်ဟု၎င်းတို့ဟာတရားဝင်ဖြစ်လာတဲ့အောင်ကလိန်ကကြဲဝါရဖြန့်ပြောဆိုခဲ့၍ဟဆန်တာမကအာဆီယံအဖို့အတော်ကြီးထိခိုက်နစ်နာသွားခဲ့ရပါသည်မြမရေအထူးချံပေ ကောင်းစီကျင်းကြချက်တွင် အာဆီယံသည်၎င်းတို့၏အချက်ငါးချက်မအော ောင်မြင်သည်ကိုဝန်ခံရတော့မည်ဖြစ်ပြီးရွေးကောက်ပွဲကိုလည်းပြက်ပြက်တမ်းတမ်းပေးချရမည်ဖြစ်သည်ဟုဆိုပါတယ်ထို့သောမဟုတ်ကမြမပြည်သူများအပေါ်ရရဆက်ဆက်တစ္ဆဘောက်တလို့ရရဆက်ဆက်တစ္ဆောင်ဖောက်တလို့ဖြစ်သွားမည်ဖြင့်ဒေတာရင်းထွက်ပေါ်လာသည့်အာနာရှင်စနစ်ကိုဆုလက်များချင်းမြင့်တလို့ဖြစ်သွားလိမ့်မည်ဟုပါရှိခဲ့ပါတယ်လက်ရှိတွင် အာဆီယံသည်စေယုတ်စု၏အခွင့်ရတိုင်းလဲစားပြီးအရှက်ရအောင်ပြုလုပ်ခံခဲ့ရသည့်ကြီးသားဖြစ်ပါတယ် အာဆီယံ၏ကြာရှုံးမှုကြောင့်လက်တွေ့ဖြစ်လာနေသည့်ကအရက်သားထောင်ပေါင်းများစွာတပ်ဖြတ်ခံခဲ့ရခြင်းနိုင်ငံရေးရဥဆောင်ဥရပြုရမည့်ရေကိုမလုံနိုင်၍ပြည်ပနိုင်ငံများကဝင်ရောက်ပတ်သက်လာသည့်ကိုခွင့်ပြုလိုက်ရခြင်းနိုင်ငံဖြစ်ကျော်ရာဇဝမှုများမှုလို့ပေါလာခြင်းအဖွဲ့ဝင်နိုင်ငံများကြားအာဏာသိမ်းဖို့မီးစိမ်းပြသလိုဖြစ်လာစေသည့်ဆိုးရွားသောအကျိုးဆက်များဖြစ်လာခဲ့သည်ဟုထောက်ပြသွားခဲ့ပါသည်။စေယုံစုသည်ရဲတန်းလာပြီး၎င်းတို့ပေါ်မြည်သူများအေးမယူနိုင်ဟုဆိုကအရက်သားများကိုပြစ်မှတ် များတက်ဖြတ်လာပြီးတရင်ကျုံမိထုံးပွဲ အလေတက်တဲ့ကိုပင်ပါရာဂလိုက်တာမှဘုံကျဲတိုက်ခိုက်ရသည့်ဒိန်လက်ရဲဆက်ရဲဖြစ်လာသည်ဟုဆိုပါရယ်အာဆီယံသည်ထိုးရေးကိုဖြည့်ရှင်ရန်ကြမ်းရှိနေသည့်နောက်ဆုံးခွင့်ရေးကိုလက်လွတ်မခံသင့်ပထမဆုံးလာမည့်ရွေးကောက်ပွဲကိုပြက်ပြက်သားသားဆန့်ကျင်ပြီးမြို့တို့မြပောင်းဝင်ပတ်သက်ခြင်းမရှိရန်ဒုတိယအနေဖြင့်စစ်ကောင်းဆောင်များကိုအစင်းမြင့်စည်းဝေးများတက်ရောက်ရန်တားမြစ်ထားမှုကိုအခြားသောအစည်းအဝေးများကိုပါမြို့တိကိုယ်စားလှယ်မှတက်ရောက်ခွင့်မပြုဘဲတန်းခတ်ထားရန်တတိယချက်ဖြင့်လာမည့်48ကြိမ်မြောက်အာဆီယံညီလာ ခန့်တွင်မြမရေ အပီးပြက်ဖြည့်ရှင်းနိုင်မည်မဟာဖြူအားတည်ချမဲ့ရန်တို့ဖြစ်သည်ဟုအကြံပြုတင်ပြသွားပါသည်။ လူပြူအားများတွင်အထူးသဖြင့်လေကြောင်းတိုက်ခိုက်မှုများလုံးဝရင်ဆိုင်သောတန်တမန်ရေးရတိုးမြင့်ဆောင်ရွက်သွားရမည် NUGCRPH NUCC နှင့် EU များ၏တွဲဆောင်ဆင်းရဲနိုင်မည် ASEAN platform တစ်ခုတည်ဆောက်သွားရန်နိုင်ငံတွင်ကျူးလွန်ထားတဲ့ရာဇဝတ်မှုများအတွက်တာဝန်ခံလာစေမည်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရန်တို့ပါရှိသင့်သည်ဟုဆိုပါသည်မြန်မာပြည်သူများအနေဖြင့်စွန့်ပစ်ခံရသည်ဟု ခန်းစားနေကြရတဲ့အတွက်အာဆီယံအနေဖြင့်မြန်မာနိုင်ငံနဲ့အာဆီယံကိုယ်တိုင်ပေါ်နှစ်ပေါင်းများစွာကပြည့်ခွဲခဲ့မှုကြောင့်ထိခိုက်နစ်နာခဲ့ရမှုများကိုပြန်လည်ပြင်ဆင်ရမျှော်လင့်မှာကယခုချက်ချင်းရည်ယူဆောင်ရွက်ရမည်ဖြစ်ပါれမဟုတ်ပါကအာဆီယံသည်မြန်မာပြည်သူများကိုမြည်တို့ရင်ဆိုင်ရမည်နည်းဟုကြေညာချက်အဆုံးမှာမိကွန်းထုတ်ထားပါれအာဆီယံအနေဖြင့်မြည်တို့များဂျာနီမူဝါဒကျင့်သုံး၍မဖြစ်တော့ထို့သို့ဆက်၍လုပ်နေပါက၎င်းတို့အဖွဲ့အစည်းသည်ကမ္ဘာကြီးအတွက်အရေးမပါသော ကိစ္စများကိုသာသဘောထားတိုက်ဆိုင်ကြသည့်အတင်းကြီးယူဆကယုံကြည်မှုကြဆင်းသွားတော်မူဖြစ်ပါれမင်းအောင်လိုင်းပြည်တွင်မှမြို့တို့ပင်တက်ပြန့်နေစေကမူအာဆီယံနေဖြင့်ဆက်ဆံရေးထိန်းသိမ်းထားနိုင်ဖို့အရေးကြီးသည့်သဘောယူဆနိုင်စရာဖြစ်လာပါれတရုတ်မှအာဆီယံထောက်ခံလာမည်ဟုသောမျှော်လင့်ချက်ဖြင့်ဒေါ်လာ3ဘီလီယံအကူအညီပေးမည်ဟုမျှော်လင့်ပေးကာ လောက်ခိုင်းတာတော်ရွေးကောက်ပွဲအတွက်မျှော်လင့်ချက်မေးမိန်လာပြီးဖြစ်ပါတယ်။လန်ဒန်ထုတ်ဂါရီယန်သတင်းစာကြီးကပင်ချာလီချက်ပလင်ဇက်ရုပ်လိုကြည့်နေရသည်မှာရင်းစရာကောင်းလောက်အောင်စုတစိမ့်များစွာချိတ်ထားတဲ့မင်းအောင်လိုင်းတို့ဖွဲ့ဟာအဘဲတို့များတရားဝင်သည့်ဆိုရဖြစ်လာနိုင်မည်နည်းဟု မေးခွန်းထုတ်ထားပါတယ်။ဒီသူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်။